နံပါတ်3လက်နက်မဲ့တိုက်ခိုက်မှုဖြင့်အသုံးပြုခြင်း weaponless integration တံမြောင်ကျွမ်းကျင်တဲ့ပညာရှင်တယောက်ဖြစ်ဖို့ဆိုရင်တံမြောင်မဲ့ကျွမ်းလို့မရဘူးလက်ပလာတိုက်ခိုက်မှုပညာရပ်တွေဖြစ်တဲ့ဘန်ဒိုပညာရပ်တွေကိုလည်းကျွမ်းကျင်ဖို့လိုတယ်ဗျတံမြောင်ကိုကင်ထားတဲ့လက်အပြင်တခြားလက်တစ်ဖက်နဲ့ရန်သူကိုဖမ်းဖို့ထိန်းချုပ်ဖို့ကာကွယ်ဖို့ဖိတ်ဆို့ဖို့တံပြန်တိုက်ခိုက်ဖို့လည်းလုပ်ရတာ哦အဲ့လိုပဲလက်အပြင်ခြေကန်တွေပါတတ်ထားဖို့လိုတယ်ဒါကြောင့်မလို့ဘန်ဒိုပညာတတ်ထားဖို့လိုတယ်လို့ဆိုလိုတာပါ တချို့ကိစ္စရပ်တွေမှာဓမြောင်ဟာလက်နက်တစ်ခုတည်းကိုခနိုင်အစိပ်ပိုင်းတစ်ခုလိုကိုအသုံးပြုနိုင်ဖို့လေ့ကျင့်ထားရတယ်ဗျဒါကြောင့်ဘန်တိုသမားဟာဓမြောင်သမားဖြစ်ဖို့လိုသလိုဓမြောင်သမားကလည်းဘန်တိုသမားဖြစ်နေပြီဆိုရင် balance ဆိုတဲ့ဟန်ချက်ညီသွားပြီလို့အဆိုရှိတယ်လက်ပလာသမားရန်တုလက်နက်ကိုလက်နက်ဖြစ်အသုံးလို့ရတယ်လို့ကိုလက်နက်ဖြစ်လာတဲ့အခါလဲကိုရဲ့လက်နက်ကနေသူ့လက်နက်ပြန်မဖြစ်သွားအောင်ကင်တွယ်ထိန်းသိမ်းခြင်းတိုက်ခိုက်ခြင်းတို့မှလည်းလက်မြဲရမယ်လက်ရဲရမယ်ဒီနေရာမှာလူတွေမသိတဲ့အချက်က လက်မြဲတယ်ဆိုတော့အတင်းဆုပ်ကင်ထားတာလို့ထင်ကြတယ်ဗျ။ဒါမျိုးအတင်းဆုပ်ကင်ထားလေလေဓာမြောင်ကင်ထားတဲ့လက်ကမမြဲလေဗျ။ဥပမာပေးရမယ်ဆိုတော့သူမရဲ့လက်တွေကိုခမားတို့အတင်းဆုပ်ကင်ထားကြည့်။မြင်မြန်ပြတ်တယ်လို့ပဲ။ရွရလေးကင်ထားလိုက်တင်းတင်းလေးကင်လိုက်လှည့်ပြီးကစားလိုက်ဒါမျိုးကစားနိုင်လေလေဓာမြောင်ကကိုယ့်ကိုချစ်လေလေပဲဗျ။ဓာမြောင်နဲ့သူမရဲ့လက်နဲ့ကအရန်ကို တူတယ်။အရန်ကြီးဆွဲထားတွေ့ရလို့မဖြစ်နိုင်ဘူးရွရွလေးကင်ထားလိုက်ကစားလိုက်ဒါမျိုးလုပ်နိုင်မှာငဲမယ်ဗျ။